အားလုံးပဲမင်္ဂလာပါထိုးသားကြုံမြင့်နေတဲ့တပွဲကောင်းလေးကိုတင်ဆက်ပေးနေတယ်ကျွန်တော်ကတော့ Going Buyer ပဲဖြစ်တယ်အဲ့တော့ဒါကျွန်တော်ရဲ့ဒါ Going Buyer YouTube Channel တော်တော် Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ညကျွန်တော်ရဲ့စိတ်ကြိုက်တပွဲကောင်းကိုကျွန်တော်မပြောခင်မှာ Brother တို့ညညကကျွန်တော်တို့ရဲ့အစီအမီကြရတယ်နော်အဲ့ဒါတွေရောသိရလားအဲတိမာပါတိမာပါနော်ဒါကျွန်တော်စီမှာ BIM package ဝယ်ထားတဲ့ညီကိုကြီးဆိုရင်ညကကျွန်တော်၃ပွဲရွေးချယ်ပေးခဲ့တဲ့ UEM Metric Body ကျွန်တော်အပြည့်အဝစားရမယ် ဘိုင်ယန်မြူနစ်ပေါ်ကြီးအပြေးဝစားမယ်မာဆေးပေါ်ကြီးအပြေးဝစားပါလိမ့်မယ်နော်အဲ့တော့ဒါမနေ့ကတော့ဘီယန်မီပက်ကိတ်ညီကိုကြီးကတော့အော်ဝင်ရလက်လေးနဲ့အဆင်ပြေတယ်ပြီးတော့ Telegram Free Channel join လာတဲ့ညီကိုကြီးကတော့ကျွန်တော် Manchester United Boy လေးရွေးချယ်ပေးခဲ့တဲ့အဆင်ပြေတယ်ပြီးတော့ YouTube TikTok မှာအားပေးနေတဲ့ညီကိုကြီးကလည်း Manchester United Boy တပွဲကောင်းလေးနဲ့ဒါညကအဆင်ပြေကြပါတယ်ထပ်ပြီးတော့ပို့ပြီးတော့အဆင်ပြေတာကညကကျွန်တော်တွဲပြီးတဲ့၄သင်းမောင်းကလည်းထပ်ပြီးတော့ပေါက်ပါတယ်အဲ့ဒီ၄သင်းမောင်းပါလေ ဘရာဇာကိုလည်းတည်တင်တယ်เนาะအဲ့တော့ဒါကျွန်တော်တစ်ချက်ပြောပြပေးမယ်လမ်းဘော်ရီ12နဲ့ကျွန်တော်ပြီးတယ်ကိုမို11နဲ့ပြီးတယ်ကျွန်တော် Union Go Out ကိုဒါကျွန်တော်2စီးနဲ့ပြီးတယ်ဒီ Mayoka ဘော်ရီကတော့21နဲ့ပြီးတယ်အဲ့တော့ Mayoka ဘော်ရီ21မှာကျွန်တော်အဖွဲနှစ်ဖွဲ့ကွဲနေလိမ့်မယ်မြန်မာပေါ်ဒီဒီရက်ွက်အပြင်တိုင်းဒီမှာမောင်းတွဲတဲ့ညီကိုရောဝမ်းပေါင်း90ဒါမှမဟုတ်1ဒီဂျီနဲ့စော့မိမယ်ဆိုရင်တော့ဒါတပွဲတည်ရင်နဲ့သုံးပွဲနိုင်တပွဲတည်ရင်နဲ့မောင်းပေါက်မယ်တချို့ညီကိုတို့တပွဲသုံးပွဲနိုင် 50ရှုံးနဲ့မောင်းပေါက်မယ်ဒီနှစ်ဖွဲ့ကတော့ကွဲပါလိမ့်မယ်เนาะကျွန်တော်တို့ဒါဝန်ကြီးကြီးယူထားဆိုကျွန်တော်တို့ကတော့3ပွဲနိုင်2ပွဲသိရင်နဲ့မောင်းပေါက်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ညက်လက်လေးတွေမနေ့ကညက်လက်လေးတွေတင်ပြီးသွားပြီဆိုတော့နောက်ထပ်ပြီးပြောချင်တာကျွန်တော်စီမှာအကောက်လာဖွင့်ကစားခြင်းနဲ့ညီကိုတွေတော်တော်များများလေးလာကြပါတယ်အဲ့တော့ညီကိုတွေငွေကြေးပိုင်းကိုစိတ်ချ ငွေကြေးပန်းစိတ်ချနော်ကျွန်တော်ကိုယ်တိုင်ဒီ website မှာကြော်ညာပေးထားတာစပွန်ဆာယူပြီးကြော်ညာပေးထားတာဖြစ်တဲ့အတွက်ကြောင့်ငွေကြေးပန်းကိုစိတ်ချညီကိုရိုးစီကကျွန်တော် KP တို့ weight down လဲဆိုတာလဲညီကိုရိုးအနိုင်ငွေတွေပြန်ထုတ်တဲ့ခါရောက်ရင်ကျွန်တော်တခါတည်း KP တို့ weight တို့ပြန်ပြီးတော့လွှဲပြီးလို့ရအောင်ကျွန်တော်ကတခါလေးပြန်ပြီးတော့ချိန်ဆက်ပြီးတာပဲဖြစ်တယ်ပြီးတော့ထိုင်းရညီကိုတွေတော်တော်များများကြာကျွန်တော်စီမှာမလာမီးကြတယ်အဲသူတို့လည်းကျွန်တော်ထုံးစံနိုင်တော့ပေါ့ကျွန်တော်ထိုင်းပန်ထိုင်းပန်ဘာနာမဲ ဒီ time ban ကောင်းတယ်မ time phone နံပါတ်ကျွန်တော်တောင်းတယ်တောင်းတော့တချို့လူကြလဲဟို sort sort ဘူးရဲ့ညီကိုတွေကတော့ဒါပေးတယ်တချို့ညီကိုတွေကြတော့နည်းနည်းလေး annan လေးတော့ဖြစ်တာပေါ့เนาะအဲ့တော့ annan ဖြစ်တဲ့အတွက်ကြောင့်ဘာမှမစိုးရင်ပါနဲ့လို့ကျွန်တော်ကိုယ်တိုင်ဂျားထဲမှာရှိတဲ့အတွက်ကြောင့်ငွေကြေးပိုင်းစိတ်ချပါညီကိုတို့ကအကောက်တောင်းတယ်ဆိုတော့ဒီအဲ့ဒီအကောက်ပေါ့เนาะအရှိမညီကိုတို့ငွေလွဲငွေထုတ်အကောက်ရှိမှဒါကျွန်တော်တို့ကလည်းအကောက်ဖွင့်ပေးလို့ရမှာပြီးတော့ကျွန်တော်တို့တူတူဒါဘောလုံးပွဲကိုဒါ sort လို့ရမှာပဲဖြစ်တယ်ပေါ့เนาะဟုတ်ပြီဗျာအဲ့တော့ဒီနေ့ညစိတ်ကြိုက်တော့ 回工地装。 အဲ့ဆိုတော့ကျွန်တော်မြမဆက်နှောင်းနေတာခွန်နိုင်30မှာကစားမဲ့ညူကဆန်နဲ့ Northern Forest ညူကဆယ်ဒီအခုလက်ရှိပေးထားတဲ့ body zone ကိုကျွန်တော်တို့ဝမ်းနီဈေးတန်းပေးထားပြီးတော့ဂိုးပေါင်း body zone ဂိုးပေါင်းဈေးတန်းမှာဆိုတော့ကျွန်တော်တို့3လုံးပေါင်း30ပေးထားတယ်ဟုတ်ပြီဗျာအဲ့တော့အရင်ကတွတ်ဆုံမှုတဲ့ head to head honey cut လေးကြာကျွန်တော်တို့လိုက်ကြည့်လိုက်အောင်အဲ့တော့ဒါဒီနှစ်သင်းကတော့ကျွန်တော် head to head ဒါ body zone တန်းကျွန်တော်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ဒီ2025မှာညူကဆယ်အိမ်ဝင်းမှာပဲတွဲဆုံထားတယ်ညူကဆယ်စီအဲ့ဒီအချိန်တော့ဒါ Northern Forest ကို level 100ဈေး ၄ရက်ပြီးတာပြီးတော့လေကူသုံးမှုဆိုရယ်ရလက်လေးနဲ့အနိုင်ရရှိအောင်ကစားတာလေ Northern Forest အိမ်ဝင်းမှာတော့ကျွန်တော်တို့ဒါ13ဆိုပြီးရလက်လေးနဲ့ညူကဆေးရတော့ဒါအနိုင်ရရှိခဲ့အဲ့တော့ဟတ်တူဟတ် တွေ့ဆုံမှုတိုင်းကိုကျွန်တော်ကြည့်မယ်ဆိုရင်နျူကာဆယ်ကတော့ကျွန်တော်အသာစီးရထားတာကျွန်တော်တို့မြင်ရပါတယ်အခုလက်ရှိဘော်ဒီဇေးတဲ့နဲ့ကျွန်တော်ရှင်ကြည့်မယ်ဆိုရင်ဒါနျူကာဆယ်ရဲ့ဘော်ဒီပေးထားတဲ့ဘော်ဒီဇေးတဲ့ဒီဒါပြင်းတယ်လို့တော့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ပြီးခဲ့တဲ့နှစ်ကကျွန်တော်တို့ level 100အပြည့်ဇေးတဲ့ပေးထားတယ်အခုလက်ရှိပေးထားတဲ့ဇေးတဲ့ကကျွန်တော်တို့1ဇေးတဲ့ဆိုပြင်းတယ်လို့ကျွန်တော်ပြောလို့ရတယ်အဲပြင်းတယ်ဆိုတော့ ။ဘာဖြစ်လို့ပြေးနာလဲ။တကယ်ဟောဘူဂီကမြူကဆယ်ကိုကြေးပြေးနိုင်လေကျွန်တော်တို့တကယ်မြူကဆယ်ရဲ့ body ကြီးအောင်သွားပါမလား။အဲ့ဒါလေးကျွန်တော်အရင်စဉ်းစားရမယ်။ပြီးတော့ဂိုးပေါင်း၃လုံးပေါင်း30 3လုံးပေါင်း30ကြီးကဒါကြေးဖို့နဲ့ဘူဂီတွေနဲ့အောက်ကြီးဖြစ်တဲ့ Northern Forest ကိုဂိုးတကူမျောလင့်နေတဲ့ပုံစံမျိုးလေးဖြစ်နေတယ်။ပြီးတော့အခုလက်ရှိ Current Fault ကိုကျွန်တော်တို့ကြည့်ရမယ်ဆိုရင်လည်းဒီ Current Fault တွေကြောင့်ဒါကြေးဖို့နဲ့ဘူဂီတွေနဲ့ဂိုးပေါင်း၃လုံးပေါင်း30ပြေးကြတာ။ အဲ့တော့ကျွန်တော်တို့ဒါအခုလက်ရှိပရီးမီးယားလိဒါပြိုင်ပွဲတွေကတော့ကျွန်တော်တို့ဒါပွဲစဉ်ခုံမင်းပြောမှာပွဲစဉ်ခုနှစ်ပွဲပြီးသွားပြီပြီးသွားပြီဆိုတော့လက်ရှိကျွန်တော်တို့ဒါပရီးမီးယားလိတိပယ်ကိုကျွန်တော်ကြည့်မယ်ဆိုနျူကာဆယ်ဒီအဆင့်15မှာရှိတယ်နော်တင်ဟမ်ဖောရက်ဒီအဆင့်16မှာရှိတယ်ပြောမယ်ဆိုသူတို့နှစ်ယောက်ကဟိုဘယ်လိုပြောမလဲအလဲမှာဂျားထဲမှာတသိန်းပဲရှိတယ်အဲ့တော့အဆင့်15နဲ့16အဆင့်15နဲ့16မှာနျူကာဆယ်ရအခုလက်ရှိပြီးသားဘော်ဒီဇီဒန်ဒီ1ဒီဘော်ဒီဇီဒန်ဆိုတော့ကျွန်တော်တို့ ပြင်းတယ်လို့ပြောလို့ရတယ်ဗောနော်ဟိုသူမသားငါအာသူဘပုံစံမျိုးဖြစ်နေတာတော့မှဘာဖြစ်လို့ညူကဆယ်သည်ဒီ Notel Forest ကိုဘာဖြစ်လို့ဒီဈေးဒီ body ဈေးတိုင်းပေးထားတာလဲဟုတ်ပြီဘာဖြစ်လို့ပြောဆိုအဖေကရှင်းရှင်းလေးပဲညူကဆယ်သည်အိမ်ဝင်းတော်တော်လေးကိုကောင်းတယ်လို့ကောင်းတယ်ထင်လို့ဘူဂီတွေနဲ့ဒါညူကဆယ်ကိုဒါ body ဈေးတိုင်းပြင်းထားတယ်လို့ကျွန်တော်တို့ယူဆလို့ရတယ် Notel Forest ဒီအခုလက်ရှိ သူ့ရဲ့ current vault တွေမှာလုံးဝကိုဒါနိပြပြောင်းနေလေလောက်ထားတယ်နိပြအပြောင်းနဲ့လောက်ထားတော့မှတော်တော်လေးကိုအခြေအနေတွေစိုးနေတဲ့အပိုင်းမှာရှိတယ်ကျွန်တော်ဆိုတာပြီးခဲ့တဲ့ Nordian Forest Conference ကံတော့ဆိုတာ Nordian Forest body ပြီးခဲ့တာမကြီးလန်နဲ့အဲ့လိုဆို Nordian Forest ဆိုရင်ဒါကျွန်တော်တို့150 body season ပြီးပြီးတော့23ဆိုပြီးရလန်နဲ့ရှုံးနေသွားတယ်အဲ့တော့ဒီအချက်လက်တွေကိုကြည့်ကြရမယ် Nordian Forest တွေအခုလက်ရှိနိပြအပြောင်းနဲ့လောက်ထားတယ်ပြီးတော့လေလက်ရှိ current vault မှာလည်း Nordian Forest တွေတော်တော်လေးကိုဒါစိုးရွားနေတဲ့အပိုင်းမှာပါတယ်ကိစ္စကလည်းကိုရ ဆိုခန်းစစ်ကလည်းဂိုးတွေခွင့်ပြုထားရတယ်အဲ့တော့ဂိုးပေးဂိုးယူစော့နေတဲ့ပုံစံမျိုးလေးဖြစ်နေတာကျွန်တော်တွေ့ရတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်နျူကာဆယ်ရဲ့ဒါကျွန်တော်အင်ကွင်းအဲကျွန်တော် current fault လေးတွေ Nottingham Forest current fault ကြည့်အောင်ကြည့်ရှုံးလေးကြည့်အောင်အခုလက်ရှိကြာကျွန်တော်တို့နျူကာဆယ်ရဲ့ဒါ current fault အင်ကွင်း current fault ကြည့်မယ်ဆိုနျူကာဆယ်ဒီကျွန်တော်တို့ဒီဒီပွဲစဉ်တိုင်းမှာနျူကာဆယ်ကတော့ဂိုးရအောင်ကစားတယ်အင်ကွင်းမှာလည်းဂိုးတွေရပြီးခန်းစစ်မှာလည်းဂိုးတွေပြန်ပေးရတယ်နျူကာဆယ်အနေနဲ့ဒီကျွန်တော်တို့ဒီ6လပိုင်း10နှစ်မှာနော်6လပိုင်း10နှစ်စပြီးတော့ဒါကြီးက ြသွားတာကြီးတောက်လျှောက်ရှုံးနေတာကျွန်တော်တို့ဒီ25ရင်း6လပိုင်းမှာကျွန်တော်တို့ဒါ breakfast ကိုအိမ်ငွင်းကနေပြီး41နဲ့နိုင်တာလွယ်လို့ Newcastle သည်အိမ်ငွင်းတောက်လျှောက် body ဈေးနဲ့ကြာနေတာမြင်ရပါတယ်အဲ့တော့ Newcastle ကဒီနေ့ညမှာ body ဈေးပြင်းတဲ့လောက် body ဈေးတကယ်ကိုအောင်ပါလားအဲ့တော့ဂျေးပွင့်နဲ့ဘူဂီရီယာ Newcastle ကိုလုံးဝနိုင်တော့နိုင်တယ် ဂိုးမပြတ်ဘူးဆိုတော့ပုံမှန်မျိုးလေးဖွင့်ထားတယ်လို့ကျွန်တော်ကထင်တယ်။ညူကဆယ်တီဒါကျွန်တော်တို့အိမ်ဝင်းအားပြုကစားတဲ့အသင်းဖြစ်တယ်ပြီးတော့ညူကဆယ်တာကွင်းလေကစားသမားတွေပြီးတော့ဒီတိုနာလီတို့ဂူမာရက်တို့ဂျိုလင်တန်တို့ပေါ့နော်ဒီလိုကစားသမားတွေကသူတို့ရဲ့အိမ်ဝင်းမှာဆိုပို့ပြီးတော့ကြမ်းကြမ်းတမ်းကစားတဲ့ကစားသမားတွေပြီးတော့ဒါတိုက်စစ်မှာဆိုလဲအီလန်ဂါတို့ဒီဂိုဒန်တို့ပြီးတော့လေဒါကျွန်တော်တို့ဒါဂျာမနီတိုက်စစ်မှုဖြစ်တဲ့ဝက်ဒီမိတ်တို့ဒီလိုကစားသမားတွေကဒီညူကဆယ်ရဲ့ဒါအိမ်ဝင်း အိမ်ကူးမှာဆိုပို့ပြီးတော့ကျွန်တော်ပို့ပြီးတော့ရုံးကစားတာပို့ပြီးတွေ့ရတယ်အဲ့တော့ကျေးဖို့နဲ့ဘူဂီရီနဲ့ဒီနေ့ညမှာညူကာဆယ်ကိုဒါပို့ပြီးတော့အထင်ကြီးနေတဲ့ပုံစံမျိုးရှိတယ်အဲ့တော့ညူကာဆယ်ဒီဒီပွဲပြီးသွားရင်ကျွန်တော်ဘာကစားမလဲဆိုတော့ Brighton အိမ်ကူးမှာကစားရမယ်လက်ရှိ Brighton ပရီးမီးယားလိမှာတဲ့ဒါတော်တော်လေးကိုဒါ Rotherman နဲ့အတင်း Brighton နဲ့ကစားပြီးသွားညူကာဆယ်အိမ်ကူးမှာဒါကျွန်တော်တို့ဒါ Champion League Benfica နဲ့ကစားရမယ်အဲ့တော့ညူကာဆယ်ဒီဒီ Nottingham Forest နဲ့တွေ့ဆုံတဲ့အချိန်မှာသူ့အနေနဲ့အတက်နိုင်ဆုံးအမှတ်ကို သုံးမှတ်ကိုရတဲ့လောက်သူယူယူရမှာပဲဖြစ်တယ်။ဘာဖြစ်လို့ဆိုတော့ Nottingham နဲ့ကံပြီးသွားရင် Brighton နဲ့ကံရမယ်။ Brighton နဲ့ကံပြီးသွား Benfica နဲ့ကံရမယ်ဆိုတော့ဘာပဲပြောနောက်ပွဲနှစ်ပွဲက Newcastle အတွက်နည်းနည်းလေး Nottingham ထက်စာရင်နည်းနည်းလေးရည်ကြီးတဲ့အသင်းလေးတွေဆိုတော့ Newcastle အတွက်ဒါသူ့ရဲ့အိမ်ကွင်းမှာ Nottingham Forest ကိုမဖြစ်မနေအနိုင်သုံးမှတ်ရရှိအောင်ကစားမှဖြစ်မှာပေါ့နော်။ဟုတ်ပြီအဲ့တော့ Nottingham Forest ကြောတစ်ချက်ပြန်ကြည့်မယ်။ Nottingham Forest ဒီအခုလက်ရှိဒါအဝေးကွင်းကစားရတယ်။အဝေးကွင်းမှာဆိုလဲကျော်အရင်ကားမောင်းကောင်းတာကျွန်တော်မတွေ့ရဘူး။ဘက်တစ်ကိုကျွန်တော် တူပေးထားတဲ့ဘန်စလီကို11ဒက်ဆွန်စီကို32အာဆင်နယ်3စီအဲ့တော့ Nottingham Forest ဒီအခုလက်ရှိ Garden Fort ဒီလုံးဝကိုကျွန်တော်တို့ဒါတိုက်စစ်ကလည်းဂိုးရဆိုခန်းစစ်ကလည်းဂိုးရပေးရတယ်ခန်းစစ်ရဲ့ဒါပေးဂိုးကိုကျွန်တော်ကြည့်မယ်ဆိုဒါတိုက်စစ်ရဲ့ ပွဲကိုနှစ်ကိုးနှုတ်ပြီးပြန်ပြီးတော့ပေးနေရတယ်ဆိုတော့အစ Northern Forest ဒီကစားပုံမှာဘလုံးမအောင်အဆင်မပြေနိုင်ဘူးဂိုးဘေးဂိုးယူဆော့ရတော့ဘာပဲပြောပြောဒီနေ့ညမှာ Newcastle နဲ့ဒီ Northern Forest ပွဲကိုဒါဂိုးပေါ်ဆော့မယ် Newcastle များကောင်းများနေလိမ့်မယ်ပေါ့နော်အဲ Northern Forest ဆိုဦးလက်ရှိဒါနီးပြအပြောင်းလဲတွေလှုပ်ထားတဲ့အဲ့ဒီနီးပြကိုကျွန်တော်ကြည့်မယ်ဆိုတာ Posty ကိုလူကာပေါ့နော်ဒီလို နီးပြကလည်းအဲလုံးဝဒါအရေးကြီးရှိတဲ့နီးပြပဲဒါပေမဲ့ Notion Forum မှာလုံးဝသူ့အနေနဲ့ return တွေမမိနေဘူး current fault တွေမကောင်းတာကျွန်တော်မြင်ရတယ်ပြီးတော့ပြီးခဲ့တဲ့ပွဲကကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ဒီ Notion Forum ဒီမကြီးလန့်ကိုအိမ်ကွင်းမှာကစားတယ်150 body ဈေးနဲ့ပြီးသားပြီးတော့2 3ဆိုရလန်နဲ့ရှုံးနေသွားတယ်အဲ့ဒီအချိန်မှာသူဒါ Notion Forum preset တွေဒီဒါနီးပြကိုပြောင်းလဲလုပ်ဖို့ဒါ all hit ပြီးတော့ဒါဆန်မပြနေတာကိုကျွန်တော်တို့တွေ့ရတာပေါ့နော်ဟုတ်ပြီအဲ့တော့ဒါကျွန်တော်ရဲ့စိတ်ကြိုက်တဲ့ပွဲကောင်းပေါ့နော်စိတ်ကြိုက်တဲ့ပွဲကောင်းကိုရွေးချယ်ပေးပါဆိုရင် Northern Forest နဲ့ဒီကျွန်တော် Newcastle မှာဆိုကျွန်တော်ကတော့ဘာနေနေဒီနေ့ညမှာတော့ Newcastle ကိုကျွန်တော်ကတော့ကြိုက်တယ်ဘာဖြစ်လို့ဆို Newcastle အနည်းဆုံးတကူအတာနဲ့တော့ကတ်နိုင်သွားမယ်ကျွန်တော်တို့ဒါတရင်နဲ့အနိုင်နဲ့ပဲကြည့်ရမယ်လို့ကျွန်တော်ကတော့ထင်ပါတယ် Newcastle ကဒါကကျွန်တော်ကပြောလို့ပဲအိမ်ငွေးနိုင်မှာအသင်းနိုင်ကို ခက်ခက်ခက်ခဲကစားစီတတ်တဲ့အသင်းဖြစ်တယ်ပြီးတော့ကြမ်းကြမ်းတမ်းတမ်းကစားစီနဲ့အသင်းဖြစ်တယ်ပြီးတော့ physical play ကောင်းတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်မို့ Northern Forest အနေနဲ့လည်းဒီနေ့မှ Newcastle ကိုဘလို့မှ တောက်ခံနိုင်မှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်အဲ့တော့ကြောင့်မို့ဒါကျွန်တော်စိတ်ကြိုက်တပွဲကောင်းတော့ညူကာဆယ်ဘော်ဒီတပွဲကောင်းရွေးချယ်ပေးပါတယ်အဲ့တော့ဒါအကြိုက်ကျွေးညီကိုများအနေနဲ့လာကျွန်တော်နဲ့အတူတူလိုက်ဆောင်နိုင်ပါတယ်ဒီလိုမျိုးနေ့တဲ့တပွဲကောင်းလေးတွေကိုတင်ဆက်ပေးနေမှာဖြစ်လို့ကြောင့်မို့ဒါကျွန်တော်ရဲ့ going buyer YouTube channel တော်တော် channel လေးကို like subscribe လုပ်ပေးတာပါပြီးတော့လည်းဒါ YouTube channel တော်တော် channel comment box လေးတွေမှာကျွန်တော် Telegram channel link လေးချပေးထားတယ် Telegram channel link လေး join တာပါ Telegram channel မှာဆိုတော့မနေ့ကဆိုလဲဒါညီကိုတို့အတွက်ဒါအထောက်အပံ့ပြုစီမဲ့ဒါကျွန်တော်ဒေါက်ကံမော data လေးတွေကျွန်တော်ရရင် ရသလောက်လေးကျွန်တော်ပို့ပြီးတယ်။ဘာဖြစ်လို့တော့ဒေါက်ကန်မော data လေးနဲ့အသင်းမော်နော်အသင်းနှစ်သင်းနဲ့တွဲပြီးတော့ကျွန်တော်မောင်းတွဲဆော့လို့ရအောင်ညီကိုတို့ကျွန်တော်အကြံလေးတွေပေးထားတာလေးလေးအဲ့တော့ဒါညီကိုတို့အနေနဲ့ Telegram channel join ပြီးကျွန်တော်အနေနဲ့မေတ္တာရက်ခံပါတယ်။ပြီးတော့လည်းညီကိုတို့အနေနဲ့ ငွေကြေးပိုင်းမှာတရားရငံလုံးယုံကြည်စိတ်ကြခြင်းနဲ့ဆိုရင်ကျွန်တော်ကိုယ်တိုင်းမျက်နှာပြပြီးကြော်ညာပေးထားတဲ့ယူဖာမာလာရောက်ဆော့ကစားလို့ရတယ်ယူဖာမာလာရောက်ဆော့ကစားယူနေတဲ့2025 2020ကျောင်း VIP မှာမှာပွဲတရားဒီစားလို့ဒါဖီးရရှိမှာပဲဖြစ်တယ်ပြီးတော့လဲဒါထိုင်းရောက်နေတဲ့ညီကိုများကလည်းထိုင်းဘန်အောက်ရှိုံနေတဲ့ဒါဆော့ကစားလို့ရပြီဆိုတဲ့ကြောင်းဒီညကနေပြောခြင်းနဲ့ကျွန်တော်စီမှာဒါ VIP package ဝယ်ထားတဲ့ညီကိုတွေရှိတယ်ကျွန်တော်ထိုင်းရှိမယ်ကျွန်တော်တို့မလေးရှိမယ် ဂျပန်ရှိမယ်ကိုရီးယားရှိမယ်ဘောနော်အဲ့အညီကိုတွေကိုလည်းဒီများနေကျွန်တော်တို့နေကျေးဇူးအထူးတင်ပါတယ်ညီကိုတို့လည်းဒါလုပ်ငန်းကိုင်ငန်းတွေမှာအစားအသောက်အစီအပြေကြပါစေလို့ပြောကြားနေပဲဒီနေ့ညမြန်မာစံတော်ကြီးခွန်တိုင်း30မှာကစားမယ်ယူကာဆယ်နဲ့နော်ဒန်ဖောရမ်မှာဆိုတော့ဒါကျွန်တော်ရဲ့စိတ်ကြိုက်တဲ့ဘွယ်ကောင်းအဖြစ်နဲ့ညူကစေဘော်ဒီကိုရွေးချယ်ပေးနေပဲ DV လေးကိုဒီမှာပဲရန်လာချင်ပါတယ်အဆုံးနှိကြည့်ရှုပေးညီကိုတယောက်စီတိုင်းဒါကျမ်းမာချမ်းသာကြပါစေကျမ်းမာချမ်းသာကြပါစေပြောကြရင်လည်း DV လေးဒီမှာပဲရန်လာချင်ပါတယ်အားလုံးပဲကိုလက်ပါကိုလက်ပါနော်